ဘဝီချစ်ကိုအသာစီးထိုးပြီးနိုင်ပွဲပြန်ရတဲ့ Mon Fighter Son Rack အလုံးမင်္ဂလာပါခင်ဗျာ 2K Sport 2.0ကနေပေါ်လာတို့ပြန်လဲပြီးတော့ကြိုးဆိုပါတယ်ဆိုရက်ကနိုင်ပွဲကိုကျွန်တော်ပြန်ခံစားခွင့်ရပါပြီဆိုရက်ကသူတခါနိုင်ပြီးသား Thai Fighter ပဝီချစ်ကိုအမှတ်နဲ့ထပ်ပြီးတော့အနိုင်ရခဲ့တာပါအမှတ်နဲ့နိုင်ရတယ်ဆိုပေမဲ့ဆိုရက်ကမာကုံပြေကစားဟန်ကိုအားရပါရခံစားခွင့်ရခဲ့တယ်ဆိုရက်က1 Friday 5မှာ၅ပွဲဆက်အနိုင်ရပြီးတော့မှဆုံးပွဲတွေ့လို့ အတော်လေးမခံမရနိုင်ဖြစ်နေခဲ့တာပါသူရဲ့စာချုပ်မျောလင်းချက်ကအဲ့ဒီရုံးပွဲကြောင့်ထိခိုက်ခဲ့ရတာလည်းဖြစ်ပါတယ်အခုပဝီချင်းနဲ့မကြေပွဲမှာဆိုရက်ကနိုင်လူစိတ်ပြင်းပြစွာနဲ့ကစားပြခဲ့တာပါပဝီချင်းနဲ့ဆိုရက်ကပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းမှာကျင်းပတဲ့1 Friday 591မှာပထမကြိမ်ဆုံးခဲ့မှုတွေအဲ့ဒီပွဲမှာဆိုရက်ကပဝီချစ်ကိုအသာစီးထိုးပြီးတော့အမှတ်နဲ့အနိုင်ရခဲ့ပါတယ်အခုပွဲမှာလည်းအသာစီးထပ်ထိုးပြီးတော့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်ဆိုရက်ကဂျိုးဝိုင်းနဲ့ဝင်လာကြတဲ့ကယုံကြည်စိတ်ပြင်းထန်နေတဲ့ဟန်ပန်မူရာတွေကိုမြင်ခဲ့ရပါတယ် တကယ်တမ်းပဝီချင်းနဲ့ဂျိုးဝိုင်းနဲ့ရင်ဆိုင်အချိန်မှာလေဆွန်ရက်ကအာမန်အပြည့်နဲ့ဖီအာပီကစားခဲ့တာပါပထမချီမာကလေးကဆွန်ရက်တာလွန်နေခဲ့ပြီးတော့လက်သီးထိုးချက်တွေကြောင့်ပဝီချင်းအထိနာနေခဲ့ရတယ်ပဝီချင်းကဆွန်ရက်ထက်အရက်နှစ်လက်မလောက်ပိုမြင့်ပြီးတော့လက်တန်ခြေတန်းအားသာကျတဲ့ဖီအာပီချင်းခဲ့ပေမဲ့ဖြစ်မလာခဲ့ပါဘူးပဝီချင်းရဲ့လိုကစ်တွေကလည်းမထီရောက်ခဲ့ပဲဒူးတိုက်ချက်တချို့လောက်သာဆွန်ရက်သတိထားခဲ့ရတယ်ပထမချီမာအာကုန်ထုံးပြီးလို့ဖြစ်လို့ဆွန်ရက်တက်လုံကြတာတော့မြင်ခဲ့ရတယ် ဒူရာချီမှာပတ်ဝေးချစ်ကထိချက်တွေတာလို့ရှိခဲ့ပြီးတော့ဇွန်ရက်ကအပူကတ်တွေခံများများလောက်ကပွဲထိန်နေခဲ့ပါတယ်။ပတ်ဝေးချစ်ကဇွန်ရက်အတင်းပူကတ်ချိန်မှာကလင်းမလုံးနိုင်လို့သူ့ရဲ့နီးပြအဖွဲဝင်နေဂျိုးဝိုင်းအောက်ကနေအားမလို့အားများဖြစ်နေအောင်လဲမြင်ခဲ့ရတယ်။ဒူရာချီမှာဖိုက်တာနှစ်ယောက်စလုံးရဲ့အားသာချက်ကိုမမြင်ရဘဲတက်လုံးကြတယ်လို့ဖြစ်နေဇွန်ရက်ကိုပတ်ဝေးချစ်ဘလို့အသာစီးယူရမလဲအဖြေရှာလို့မတွေ့ခဲ့ပါဘူး။တတရာချီမှာတော့ဖိုက်တာနှစ်ယောက်စလုံးအမှတ်ရအောင်ပြိုင်ဆိုင်ထိုးခဲ့ကြ။ပတ်ဝေးချစ်ကိုဇွန်ရက်ကအနီးကတ်တိုးလက်သီးချက်တွေနဲ့အထိနာစီခဲ့ပြီးတော့ ဘဝီချစ်ရဲ့လက်သီးတစ်ချက်တစ်ထောင်တစ်ချက်ကြောင့်လဲဆွန်ရက်အထိနာခဲ့ရပါတယ်။ဒါမဲ့ဆွန်ရက်ရဲ့လက်သီးတွေကပဝီချစ်ကိုကြောင်ပိတ်မိစေပြီးအလဲထိုးမခံခဲ့ရတာကံကောင်းတယ်လို့ဆိုရမှာပါ။ဆွန်ရက်ကဘယ်ညာလက်သီးတွဲလုံးနေနဲ့ပဝီချစ်ရဲ့မျက်နှာကိုထိအောင်နာအောင်ထိုးပြနိုင်ခဲ့ပါတယ်။ပဝီချစ်ကသူ့ရဲ့ exam ဘွားမှာလဲထိုးမခံရတဲ့မှတ်တမ်းကိုဆက်လက်ထိန်းသိမ်းနိုင်ပေမဲ့ဆွန်ရက်နဲ့မကြေပွဲမှာနိုင်ပွဲပြန်ချင်တဲ့မျောလင်းချက်ကတော့ဖြစ်မလာခဲ့တော့ပါဘူး။ဆွန်ရက်ကပဝီချစ်ကိုအမှတ်နဲ့သာအနိုင်ယူခဲ့ပေမဲ့တုံးကြီးစလုံးလက်ရည်သားနဲ့ထိုးတက်နိုင်ခဲ့တာပါ။ အထူးသဖြင့်သူရဲ့ဘယ်လက်သီးတစ်ပေါက်ကဒီပွဲမှာနိုင်ရောင်းအမှတ်တွေအများကြီးယူပေးနိုင်ခဲ့ပါလိမ့်စရိုက်ကဘယ်ထောက်လက်သီးဘယ်ဝိုက်လက်သီးတွေကမဟာပြူဟာကြခဲ့ပြီးတော့ဘဝေချရဲ့မျက်နာတွေကိုကြီးထိမှန်ခဲ့တာပါအဲ့လက်သီးတွေကြောင့်ပဝေချရဲ့အတင်းဝင်ထိုးဝင်လုံးမဲ့ဘူဟာတွေပြတ်သွားခဲ့ရပါလိမ့်စရိုက်ကအလဲထိုးနိုင်ပွဲမဟုတ်ခဲ့ပြီမဲ့ထိုင်တန်နဲ့နိုင်ပွဲဖြစ်ခဲ့ပါလိမ့်စရိုက်ကတော့နိုင်ပွဲပြန်လာခြင်းနဲ့ဆရာကောင်းလုံးပြီးစာချုပ်ရအောင်နိုင်ပွဲဆက်ယူဖို့လိုအပ်ပါလိမ့်စရိုက်ကဝမ်းမှာ၅ပွဲဆက်တိုက်ပထမဆုံးနိုင်ရရှိတဲ့မြန်မာနိုင်ငံကိုစားပြုကစားသမားဖြစ်လဲမှတ်တမ်းဝင်ခဲ့ဘူးလေ အခုနိုင်ပွဲကြောင့်စွန်ရက်အကြီးကျယ်ပျော်ရွှင်နေခဲ့တာလည်းမြင်ရပါတယ်။စွန်ရက်တိုက်သူမြန်မာပရိသတ်တွေလည်းစာတို့အမဲချိန်ကိုမျှော်လင့်နေပါပြီ။ဘလို့ပဲဖြစ်ဖြစ်ဝမ်းမှာဆိုးလင်းဦးပြီးရင်စာတို့ရဖို့အနီးစပ်ဆုံးဖိုင်တာစွန်ရက်နိုင်ပွဲရခဲ့တာကြောင့်မြန်မာပရိသတ်တွေတဲ့မင်္ဂလာရှိခဲ့တဲ့ညပါပဲ။